တယဝင်းကက်စီနိုရုံမြောင်ဖွေးလင့်မြေနယ်မြေလေးခုထိုင်းအစိုးရကြီးညာကမ္ဘာလှည့်ခီးသွားတွေစီကားရာနယ်မြေလေးခုမှာနိုင်ငံရဲ့တယဝင်းကက်စီနိုရုံတွေဖွေးလင့်သွားမယ်လို့ထိုင်းအစိုးရကကြီးညာခဲ့တာကို The Nation Thailand မှာရေးသားထားပါတယ်ထိုင်းအစိုးရကအဲ့ဒီကြေညာချက်မှာကာစီနိုဖျော်ဖြေရေးစုံနေရာတွေကိုဘန်ကောက်ချောင်းပူတွေချင်းမာနဲ့ဖူကက်တို့မှာစတင်တည်ဆောက်သွားမယ်လို့ဆိုပါတယ် ကမ္ဘာလှည့်ခီးသွားတဲ့လမ်းရမှုများပြားတဲ့နေရာတွေဖြစ်တာကြောင့်လဲအဲ့ဒီလေးနေရာကိုရွေးချယ်ဖြစ်ခဲ့တယ်လို့ဖြောပြေးရဲဝံများထူထောင်ရေး project ရဲ့ဒုတိယဥက္ကဋ္ဌ Nick Conbonry စက္ကမတ်လ23ရက်မှာပြောကြားခဲ့ပါတယ်။ထိုင်းအစိုးရကပြည်တွင်းမှာအလန်းကစားတဲ့ကာစီနိုလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုပေးဖို့လက်ခံခဲ့ပြီးနှစ်လအကြာမှာအခုလိုမျိုးနေရာရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဖြောပြေးရေးစုံတွေအတွက်ဘတ်900ဘီလီယံ ။တနည်းအားဖြင့်အမေရိကန်ဒေါ်လာ15ဘီလီယံလောက်အသုံးပြုမဲ့ project တွေလျှံထားပြီးနှစ်စဉ်ခီးသွားတန်း90လောက်ကိုဆွဲဆောင်နိုင်ဖို့နဲ့လူပေါင်း4000လောက်ကိုအလုပ်နေရာဖန်တီးပေးနိုင်ဖို့မျှော်လင့်ထားတယ်လို့ထိုင်းအစိုးရကဆိုပါတယ်။ထိုင်းနိုင်ငံမှာအလံကစားမှုပုံစံအားလုံးဤပါဟာတရားမဝင်ပေမယ့်နေရာအနှံမှာတရားမဝင်လံကစားမှုတွေကိုအမျိုးမျိုးမြင်တွေ့နေရပါတယ်။အစိုးရကထိန်းချုပ်ထားတဲ့မြင်ပွဲတွေနဲ့ထီတွေကိုတော့တရားဝင်ခွင့်ပြုထားပါတယ်။ ဖြောပြင်းစုံနေရာတွေမှာကာစီနိုရုံတွေထည့်သွင်းသွားမှဖြစ်ပေမဲ့စုံတစ်ခုစီရဲ့အစရခိုင်နှုန်းထက်မပိုတဲ့ area ကိုတန်းကက်သက်ခွေပြုံမှဖြစ်တယ်လို့လည်းသူကဆိုပါတယ်။အဲ့ဒီစုံတွေမှာကျင်ကားပွဲအစေရှိဟိုတယ်ဈေးဝယ်စင်တာအပန်းပြေဥယျင်အာကစားရုံ ပြတိုင်းနဲ့ခီးသွွားဧည့်သည်တွေကိုဆွဲဆောင်နိုင်မဲ့တခြားအဆောက်အုံတွေပါထည့်သွင်းတိဆောက်သွားမယ်လို့လည်းနစ်ခွန်ကပြောကြားသွားပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေးချုံတဲမရှိနာဝကံ ပြည်တွင်းမှာကာစီနိုတွေနဲ့အလောင်းကစားဝိုင်းတွေကိုတရားဝင်လိုင်စင်ယူလက်ပတ်ခွဲပြုတ်လိုက်ခြင်းဟာနိုင်ငံဝင်ငွေကိုတိုးလာစေနိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီအစီအမံကိုကောက်ကွက်သူတွေကတော့လက်ရှိအစိုးပြုတ်ထားတဲ့ဥပဒေတွေဟာထိုင်းလူငယ်တွေကိုအလောင်းကစားဆွဲလန်းသွားစေတဲ့အန္တရာယ်ကနေကောက်ကွက်ဖို့ထိရောက်တဲ့အစီအမံတွေမရှိဘူးလို့ဝေဖန်ထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။